โอเคကျွန်တော်အခုရောက်နေတဲ့နေရာကကျွန်တော်တို့တောင်ကြီးမြို့အရှိတ်ဘက်တောင်ကျောပေါ်မှာရှိတဲ့တောင်ကြီးမှာရှေ့အကျဆုံးဇေဒီတစ်ခုထဲမှာအပါဝင်ဖြစ်တဲ့ရွှေမိုတော်ဇေဒီပေါ်ရောက်နေတာပါဒီရွှေမိုတော်ဇေဒီဘက်ကနေကြည့်မယ်ဆိုရင်ဟိုဘုံဘက်အထွက်လမ်းဝင်ကျွန်တော်တို့ကောင်းကောင်းမြင်နိုင်ပါတယ်အခုကျွန်တော်အနောက်မှာဆိုရင်တွေ့ရတာကတော့ဆွဲတော်ဘန်းဖြစ်ပါတယ်တလာဘန်းလို့လည်းခေါ်ပါတယ် အခုမတ်လရောက်ပြီနွေရာသီရောက်ပြီဆိုရင်ကျွန်တော်တို့ဒီတောင်ပေါ်မှာဆွေတော်ပန်းတွေပြူဖွေးနေအောင်ပွင့်ကြပါတယ်အခုမတ်လဟာဆွေတော်ပန်းအပွင့်အများဆုံးအချိန်ဖြစ်ပါတယ်ဒီဆွေတော်ပွင့်နေရစားလို့ရပါတယ်တုတ်စားလို့ရတယ်ပြုတ်ပြီးတော့တုတ်စားလို့ရတယ်အလွန်ရတာရှိတဲ့အဲအပွင့်တစ်မျိုးဖြစ်ပါတယ် ဆွေတော်တွေပွင့်ပြီဆိုရင်ကျွန်တော်တို့ရှမ်းပြည်မှာဒါຫນွေရာသီရောက်ပြီလို့ပြောလို့ရပါတယ်ຫນွေရာသီရောက်ပြီဆိုရင်ကျွန်တော်တို့မြာစိမ့်တောင်ပေါ်မှာစိုးရင်ရတဲ့အချက်ကတော်မီနှစ်တိုင်းလောင်ပါတယ်အဲ့တော့ဒီနှစ်2025ခုຫນွေရာသီမှာတော်မီမလောင်မှုအတွက်ကိုဝိုင်းဝန်းပြီးတော့တာဝန်ရှိတဲ့သူတွေရာလည်းပဲတော်မီရှုတဲ့သူတွေကိုတားပေးပါတက်ပင်ခုတ်တဲ့သူတွေကိုတားပေးပါတစ်တော့ကတစ်နှစ်တည်းတစ်နှစ်တက်ပင်နေရာနည်းလာပါတယ်လူတွေခုတ်လို့ဖြစ်ပါတယ် အဲ့အတွက်ကြောင့်တစ်ပင်ခုတ်တဲ့သူကိုလည်းတားပေးဖို့လိုပါတယ်။နောက်ပြီးတဲ့အခါကျတော့တောင်းပြီးရှို့တဲ့သူတွေကိုလည်းပဲသက်ဆိုင်ရာတာဝန်ရှိတဲ့ဌာနတွေကတားပေးဖို့လိုပါမယ်။ကျွန်တော်တို့တောင်ကြီးမြို့ဟာတောင်ကြီးမြို့အရှိတ်ဘက်တောင်ကျောမှာရှိတဲ့မြဆိုင်တောင်ပေါ်မှာရှိတဲ့တစ်ပင်တွေရှိနေလို့တောင်ကြီးမြို့ရေရနေတာပါ။အဲ့အတွက်ကြောင့်နှစ်တွေကြာတဲ့အခါတစ်ပင်တွေကုန်သွားရင်တောင်ကြီးမြို့ရေရဖို့ခက်ခဲသွားပါလိမ့်မယ်။အဲ့အတွက်ကြောင့်တစ်တော့မပြုံးတီးရတဲ့သက်ဆိုင်ရာတာဝန်ရှိတဲ့ဌာနအနေနဲ့စူးစမ်းပေးဖို့ကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်။ ကျွန်တော်အားလက်ရက်တွေဆိုရင်ဒီတောင်ပေါ်မှာညက်တွေကိုဓာတ်ပုံလာရည်လေးရှိပါတယ်ကိုဗစ်မတိုင်ခင် ကာလပေါ့နော်ကိုဗစ်ဖြစ်တဲ့ကာလ2019လောက်ထဲကကျွန်တော်ညက်တွေကိုဓာတ်ပုံရိုက်ပါတယ်တနစ်တက်တနစ်ညက်တွေနဲလာတော့သတိထားမိတယ်ဘာကြောင့်လဲဆိုတော့တပ်ပင်နေနဲသွားလို့ပါအဲ့ဒီကြောင့်တပင်နေလာတာကျွန်တော်တို့တောင်ကြီးမြို့အတွက်ကောင်းတဲ့အလားလာမဟုတ်ပါဘူးအဲ့တော့တပင်တွေဝိုင်းဝန်းထိန်းသိမ်းပေးကြဖို့လိုပါမယ် မိုးရသည်ကြရင်ကျွန်တော်တို့အရင်တော့တောင်ကြီးမြို့ပေါ်မှာဗောလန်တီးယားအဖွဲ့တွေရှိပါတယ်သူတို့စီစဉ်တယ်သူတို့တပ်ပင်တွေတက်ဆိုင်ကြပါတယ်ဒီနေ့မှလည်းပဲအဲ့လိုမျိုးစိုက်တဲ့အဖွဲ့တွေအများကြီးပေါ်လာပါစေလို့ကျွန်တော်ဆုတောင်းပါတယ်ဗျာကျေးဇူးတင်ပါတယ်